မင်္ဂလာပါရှင်ရှဲကောမီဒီယာကကြိုဆိုပါရစေ။တောင်ကြီးမြို့မှာရှိတဲ့မိခင်နဲ့ကလေးစေအောင်မှာပြည်သူများအားကိုဗစ်ကာကွယ်ဆေးအခမဲ့စတင်တိုးနမင်းနေပြီဖြစ်ကြောင်းနဲ့ပြည်သူများအခမဲ့လာရောက်ထွန်းနိုင်ကြောင်းကိုရှဲကောမီဒီယာကလည်းတာဝန်ရှိဆရာဝန်ကြီးနဲ့တွေ့ဆုံပြီးသတင်းဖြစ်တင်ဆက်လိုက်ရပါတယ်ရှင်။မင်္ဂလာပါရှင်ဆရာရှဲကောမီဒီယာနဲ့ကြိုဆိုပါရစေရှင်။မင်္ဂလာပါဟုတ်ကျွန်တော်တို့ဆရာရဲ့နာမည်လေးနဲ့တာဝန်ယူထားတဲ့အခြေအနေလေးကိုပြောပြပေးပါအောင်ရှင်ကျွန်တော်နာမည်ကတော့ဒေါက်တာဝင်းနိုင်ပါရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသဥစည်းဌာနမှတာဝန်ကိုဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာကာကွယ်ဆေးထိုးနှံပေးခြင်းအတွက်ပြည်သူလူထုဘက်ကနေဘယ်လိုတုံ့ပြန်မှုတွေရှိပါသလဲရှင်ကာကွယ်ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီးပြည်သူလူထုကတော့အာဖြစ်လာပြီဆိုရင်အာကိုတကြီးနဲ့ထိုးခြင်းကြတာပေါ့ဟိုမဖြစ်တော့တဲ့ချိန်ပြောက်သွားပြီဆိုတော့လေသူကဟိုပြောက်သွားပြီကိုဗစ်ကရေမကြီးတော့ဆိုတော့တိတ်မထိုးခြင်းကြတာဟုတ်ကဲ့ပါဒါပေမဲ့အဲ့ဒါတော့မဟုတ်ဘူးပေါ့ကျွန်တော်ပုံမှန်ထိုးရမယ်ဒီအသက်ကျူလမ်းကြောင်းတစ်စင်ကူးစက်တဲ့ရောဂါရရှိတဲ့လူတွေတမိုင်ဝင်နေနေဆိုရင် ပုံမှန်နှစ်စဉ်ထိုးရတာပေါ့နော်ဟုတ်ကဲ့အဲ့လိုပဲနာတာကျေယောဂရှိတဲ့ဇီးကျူတွေဆိုနှလုံးယောဂရှိတဲ့လူကြီးတွေအသက်60ကျော်တဲ့လူတွေကတော့ပုံမှန်ထိုးတင်ပါတယ်ဒါမှပဲဒီသူသူတို့အတွက်ကြိုးရှိကြအောင်ဒီလိုလိုပြောကြလို့ပါတယ်။ကာကွယ်ဆေးထိုးနှံပေးခြင်းအတွက်မြေတိအချိန်တွေမှာပြည်သူတွေကလာရောက်ထိုးနှံနိုင်ပါသလဲရှင်။မြေကနေကလေးဆေးရုံမှာတော့ကျွန်တော်တို့ဒါဒီပုံမှန်ဆေးထိုးပေးနေပါတယ်။ရုပ်ဖွင့်ရတဲ့မှာ မနေ့စေနာရနေညနေ၄နာရီခွဲပေါ့နော်အဲကျွန်တော်တို့ပုံမှန်ထိုးပါတယ်ဌာနဆိုင်ရလာထိုးတယ်ပြည်သူလူထုလာထိုးလို့ရပါတယ်ကာကွယ်ဆေးထိုးနှံခြင်းအတွက်လိုအပ်တဲ့စီမင်းလေးတွေရှင်ပြောပြပေးပါအောင်ရှင်ဆရာကာကွယ်ဆေးထိုးတဲ့စီမင်းရတော့ကျွန်တော်တို့ဟိုသတ်မှတ်ထားတဲ့အစီအစဉ်ပေါ့နော်စီစဉ်အနေနဲ့ကျွန်တော်တို့ပြောလို့ရှိရင်ကာကွယ်ဆေးတစ်ချိန်မှမထိုးရသေးတဲ့လူတွေလက်ဆက်ရှင်နေပြလို့ရှိရင်လာထိုးရဟုတ်ကဲ့ပါရှင်ဆိုကြတော့မထိုးရသေးဘူးလေမထိုးရသေးတော့ ဟိုဆက်ချက်ချင်းပြည့်ပြည့်လာထိုးထိုးရတယ်။နောက်ခါကျတော့ကျွန်တော်တို့ရမိုက်ဝန်ထမ်းတွေကထိုးဖို့ထိုးရမယ်။ဟုတ်ကဲ့ပါ။နောက်နာရာရှင်ယောဂရှိတဲ့လူတွေကတော့အသက်ရွယ်မြွေကျွန်တော်တို့ထိုးလို့ရပါတယ်။နောက်အသက်60ကျော်တဲ့တကြီးရော်တွေလည်းထိုးရပါမယ်။အဲ့တော့စီမင်းတွေပေါ့နော်အဲ့တော့ကျွန်တော်တို့အားလေးကိုပြည်သူလူထုတွေကတော့တချို့တွေကတိတ်လည်းမဖြစ်တော့ဘူးဆိုပြီးမထိုးမြင်ကြဘူးပေါ့အဲ့တော့ကျွန်တော်တို့တကြီးရွက်တွေထိုးဖို့ကတော့အရေးကြီးပါတယ်နောက်တစ်ခုကတော့ဒီ ကလေးငယ်တွေကျတော့အသက်၁၂နှစ်အောက်မှာကျတော့ကျွန်တော်တို့မှာ gray cat နဲ့ orange cat ဆိုပြီးတော့ဈေးဥနှမျိုးခွဲထားပါတယ်။ဟုတ်ကဲ့။လူကြီးတွေထိုးတာတော့၁၂နှစ်အထက်မှာထိုးတာပေါ့။၅နှစ်ကနေပြီးတော့၁၂နှစ်ထိထိုးလို့ရတဲ့ဆရာကျတော့လင်မော်ရောင်ဖုံးလေးနဲ့လာပါတယ်။အဲကလေးတွေကျတော့လည်းကျွန်တော်တို့ကအကုန်လုံးထိုးစရာမလိုဘူးပေါ့။ဟုတ်ကဲ့။ဒီဘုကားကြာနေတဲ့လူတွေကလေးတွေမှာနာတာရှိတချို့ယောဂဖြစ်နေတဲ့လူတွေအဲ့လိုမျိုးကလေးတွေမှာကြာရင်တော့ထိုးပြီးတော့လွတ်ပါတယ်။လူတိုင်းအောင်ထိုးစရာတော့မလိုပါဘူးဗျ။နောက်ကျွန်တော်တို့အရေးကြီးစိတ်ထိုးလိုအပ်တာကတော့ ဝင်ဆောင်မိခင်တွေဖြစ်ပါတယ်။ကိုဝင်ဆောင်မိခင်တွေကိုကျွန်တော်တို့စီထုတ်ပေးမှဆင်ပေးပါတယ်ခင်ဗျာ။ကာကွယ်စီထုတ်နိုင်ခြင်းနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာနိုင်တဲ့အကျိုးကျေးဇူးနဲ့အန္တရာယ်တွေကိုလည်းပြောပြပေးပါအောင်ရှင်းစေရ။ကာကွယ်စီထုတ်တာတော့အကျိုးကျေးဇူးကအများကြီးပါပဲနော်။ဟုတ်ကဲ့။ကိုပဲကိုကာကွယ်သွားမယ်။နောက်ကိုပဲကျွန်တော်စားဖြစ်ကစားတတိယလိုင်းဖြစ်တုန်းကဆိုရင်ကိုပဲကာကွယ်စီထုတ်ရတဲ့လူတွေကယောဂပင်းထန်မှုမရှိဘူး။ဟုတ်ကဲ့ရှင်။အော်ကိုပဲကာကွယ်စီမထိုးတဲ့လူတွေကယောဂပင်းထန်ပြီးတော့အသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မလို့ကိုဗစ်ကကွယ်စေထိုးတာပြန်ပြန်ကိုဗစ်ရောဂါမဖြစ်ဘူးမဖြစ်တော့ပဲနဲ့ကာကွယ်မှုရနိုင်ပါတယ်ဆိုကြောကတော့တချို့တွေတော့နာလာကျင်တာတွေရှိတယ်တချို့တွေကျတော့သွေးတွေလိုစီးမှုနည်းနည်းရှိတာမျိုးတွေတတမ်းမှတယောက်လောက်ပဲရှိရပါဘူးကျွန်တော်တို့ထိုးခဲ့တဲ့တရားတော်မြန်မာနိုင်ငံမှာအဲ့လိုမျိုးဖြစ်တာ မရှိပါဘူးခင်ဗျကာကွယ်ဆေးထိုးနှံပေးခြင်းအတွက်ပြည်သူတွေအတွက်ဆရာအနေနဲ့သိရှိစေခြင်းနဲ့အချက်အလက်လေးရှင်းလို့ရပေးပါအောင်ရှင်အဲ့တော့ကာကွယ်ဆေးထိုးနှံမှုကတော့တော့ဒါကိုဗစ်ကာကွယ်ဆေးလည်းရှိတယ်တုတ်ခွေးယောဂကာကွယ်ဆေးလည်းရှိတယ်အဲ့တော့တုတ်ခွေးယောဂကာကွယ်ဆေးနဲ့ကိုဗစ်ကာကွယ်ဆေးကတော့ဟိုထိုးမှဆိုရှင်၃ဘက်လောက်ကြားပြီးတော့ဆေးထိုးရမှာဖြစ်ပါတယ်ဟိုပြန်သူ ိုးလို့ရှိရင်တော့ဘက်တစ်ချက်ဒီဘက်တစ်ချက်ထိုးလို့ရှိရင်တော့လည်းရပါတယ်ဒါပေမဲ့သူ့ရဲ့ကိုကံအားပေါ်မူတည်ပြီးတော့ချားပြီးတော့ထိုးတာတော့ပိုကောင်းပါတယ်အဲ့လိုပဲတာခွေသေးထိုးနိုင်တဲ့အကျိုးကျေးဇူးတွေကများတဲ့အခါကျတော့ကျွန်တော်တို့ကလေးငယ်တွေမှာဆိုလို့ရှိရင်တစ်နှစ်ယောက်ကလေးတွေဆိုရင်တာခွေသေး73မျိုးယောဂ73မျိုးကိုကျွန်တော်တို့ကာကွယ်ရေးစီထိုးနှံပေးလေရှိပါတယ်ဒါလည်းဒါနိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့ဒီကာဘီဆိုတဲ့ဖွဲ့စည်းတဲ့ပေါင်းစည်းပြီးတော့နိုင်ငံတော်ရဲ့ဘတ်ဂျက်တွေကျွန်တော်တို့ ထည့်ဝင်ပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်။ဒါကြောင့်ကာကွယ်ဆေးရေးဒီကျွန်တော်တို့ကအခမဲ့ရတာမဟုတ်ပါဘူး။ကျွန်တော်ပြည်သူလူထုရဲ့နော်ဒီနိုင်ငံတော်တမဝင်နဲ့ပဲဝယ်ထားတာတွေဖြစ်တယ်။ဒါတွေကိုအကျိုးကြီးကြီးနဲ့ပြည်သူလူထုကယုံယုံကြည်ကြည်ထိုးရအောင်လုပ်ပါတယ်။အဲ့ကျွန်တော်ကတော့ UNICEF တို့ကပြည်သူကပေးတာပေါ့။ခုနပိုင်းကြပြပြချင်းကျွန်တော်တို့ကာကွယ်ဆေးရဲ့ဒီ policy တွေပြောင်းလာတဲ့ခါကျတော့ကျွန်တော်တို့ co-financing ဆိုပြီးနိုင်ငံတော်ကပဲဆက်လုပ်ကြကန်တောင်းဆိုရတာဖြစ်ပါတယ်။အဲကြောင့်ပြည်သူလူထုကတော့ ာကွယ်ဆေးတွေကိုကုလည်းထိုးကြပါတယ်။လုံလုံကြီးကြီးနဲ့ထိုးကြပါ။ကာကွယ်ဆေးရဲ့အကျိုးကျေးဇူးတွေကများပါတယ်။တော့ဘာကြောင့်မလို့ကျွန်တော်အနေနဲ့ကာကွယ်ဆေးလွှမ်းခြုံမှုကအားလုံးပါဝင်ဆောင်ရွက်ကြပါလို့ပဲတိုက်တွန်းလိုပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်ဆရာအခုလိုဖြေကြားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်ကလည်းအခုလိုဆရာအခုကနေပြီးတော့နော်ပြည်သူလူထုသိရှိဟိုလိုအပ်တဲ့ကိုဗစ်ရောဂါကာကွယ်ဈေးအကြောင်း ရှင်းပြခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ကြည်ပါတယ်ကိုဗစ်ကာကွယ်ဆေးထိုးနှံမေးခြင်းဟာပြည်သူတွေရဲ့ဇာမယေဟောကာကွယ်ဖို့အတွက်အရေးပါတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်ဤသတင်းကောင်းကိုမျှဝေပေးခြင်းဖြင့်ပြည်သူများရဲ့ဇာမယေဟောကိုပိုမိုကာကွယ်နိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်